တရုတ်ရဲ့မဟာစီမံကိန်းဒီမြန်မာနိုင်ငံကိုနိုင်ငံရေးလမ်းကြောင်းပေါ်ပြန်ဖို့ပဲကဘာနဲ့အစီအပြောလို့ပဲဒါပေမဲ့အဲ့ဒီပါပြန်ဖို့ပဲနိုင်ငံရေးပါတီဒီတရုတ်ဩဇာကံကွန်မြူနတီပါတီဩဇာကံအယောင်ပြပူတင်လုပ်တယ်လို့အယောင်ပြနိုင်ငံရေးစနစ်တကူကိုတိဆောက်တာယနေ့မင်းအောင်နိုင်မကောင်းတာကသူမကောင်းသူခံတာသူ့ကိုမိပြီးတော့ဥစ္စာတန်နိုင်ငံကိုဘာဖြစ်ကုန်များအကုန်လုံးတို့ကရောက်ပါအကုန်လုံးတို့ကရောက်ကုန်ကြတာဟဲ့ပါဗျာဥစ္စာကလစ်လို့ရှူပြီးနေရင်နေရင်နဲ့ခုနပြောခဲ့တဲ့ဖိုင်ဒက်ပိုးတွေကဘာဖြစ်လဲသွားလာတယ် ဟယ်လိုချရာမြေပပီတူညီကိုမော်နမာများအားလုံးပါမင်္ဂလာပါ News Bit Channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ16ရက်နေ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုတွေနဲ့ကတော့ဒီနေ့ညမှာဆိုတော့တော်လင်းရဆုရဲနဲ့ပြန်မယူဆောင်လာပြတဲ့တော်လန်သတင်းတို့သတင်းကောင်းများစွာရှိတဲ့ပြင်ကျွန်တော်ပါနော်ဒီနေ့မှာတော်လန်ရဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ကျွန်တော်တို့တိမတ်ဖွယ်အကြောင်းအရာတွေလည်းကြားရမှာမို့လို့ကျွန်တော်တို့ဗီဒီယိုဆက်ဆုံးကြည့်ရှုပေးကြဖို့မြပပီတူအားလုံးဖိတ်ခေါ်လိုက်ပါရစေပထမအဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲသတင်းတို့လေးတွေချစ်လိုက်ရအောင်နော်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ ရှမ်းပြည်နယ်နဲ့ကရင်နီအစံမိုးပြဲမြို့နယ်ကိုစစ်ကောင်စီနဲ့မြို့မှာအင်အား6ကျော်နဲ့ထိုးစစ်ဆင်လာပြီးတော့မှတပ်ဖွဲ့တွေပြင်းထန်ပြပွားနေပြီးတော့မှစစ်တပ်က23ဦးသေဆုံးပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်ဘီဟာမတ်ရဲ့ဖေးစုံရှိသူကလည်းပြောပြောဆိုထားတာပဲဖြစ်ပါတယ်။မိုးပြဲမြို့ကိုညောင်ရွှေမြို့နယ်နဲ့ဖဲခုံမြို့နယ်အဆက်ရေးပူကျေးရွာစွန်ဆက်ကျေးရွာနဲ့ လွယ်လုံးကြရဘက်ကနေပြမတဆင်ထိုးဆက်ဆင်လာတဲ့စစ်ကြောင်းကိုပြည်သူ့ကော်မတီတက်မတော်ရှမ်းတောင်ကရကရင်ဒီစစ်တိုင်းဒေတာရှမ်းတောင်စစ်ဒေတာခွဲ PDF ဗျူအာမတည့်ရဲ့စီမံကော်ကော်ရုံးမှုအမှားရှိနေတဲ့ PDF တပ်ဖွဲ့ဝင်တွေကနေပြမစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကြားဖြတ်တိုက်ခိုက်ခဲ့လို့အဲ့ဒီတပ်ဖွဲ့တွေမှာစစ်ကောင်စီတပ်ပြည်သူ့စစ်နဲ့ PNO ဘက်ကလည်းပြန်မဆက်ရှုပ်ထက်မှလည်းတည်ဆုံးပြီးနိုင်ငံရှိတဲ့သူများတယ်လို့ကျွန်တော်သိရတယ်ပဲဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းထုတ်ဆက်ကိုခုဆိုရင်ကျွန်တော်တော်လိုင်းတဖို့နဲ့နဲ့ပြန်မှဟန်တနိုင်ခဲ့တယ်လို့နောက်ထပ်သိရတာပေါ့နော်။ဆိုတော့ဒီလိုမျိုးအင်အား600နီးပါးနဲ့မိုးပြမျိုးတွေကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီနဲ့ပြည်သူစစ် PNO တဖို့ဝင်တွေကိုကျွန်တော်ဒီတော်လိုင်းရေးပွန်းတဖို့နဲ့နဲ့ပြန်မှဂျက်ဖြတ်တက်ခိုင်နိုင်ခဲ့တယ်ပြန်မှအခုဆိုရင်တော့စစ်ကောင်စီတဖို့ဝင်အနည်းဆုံး23ကောင်လောက်ပေါ့နော်။မျိုးစာဖြစ်ပြောင်းလဲသွားတာကိုကျွန်တော်ကြားရတာပဲဖြစ်ပါတယ်။တကယ်တော့တရင်ကောင်းလည်းပဲပေါ့နော်။နောက်ထပ်သတင်းတဖို့အနေနဲ့ကတော့ ရှမ်းပြည်နယ်တောင်ပိုင်းဟဲဟုံးမြို့ခြေဆိုင်ခမရ၁၈တရင်ကစစ်မှုထမ်းစစ်ကောင်စီတပ်သားတအူမေလ၅ရက်နေ့မှာလက်ပြဘိုးနှလုံးနဲ့ပြပြောင်းခလုံးလာတဲ့ဆိုတဲ့သတင်းကောင်းတွေပဲဖြစ်ပါတယ်။သူဟာဆိုရင်ချောင်းမြို့နယ်ဇာတိဖြစ်ပြီးတော့မှပြီးခဲ့တဲ့2024နိုဘာလအတွင်းချောင်းမြို့ကိုဈေးဝယ်လာရောက်နေတဲ့အချိန်မှာစစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲခံခဲ့ရပြီးတော့မှရှမ်းပြည်တောင်ပိုင်းကျိုင်းတောင်မြို့ခြေဆိုင်အမှတ်၃တမ်းမြေလေချင်းရဲ့အကြောင်းကိုပို့ဆောင်ခဲ့ပြီးတော့မှစစ်မှုထမ်းဒေသပစင်30မှာနလာခွဲတရောက်ခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာတင်တန်းစီးပြီးတဲ့နောက်ပိုင်းမှာဟဲအိုမျိုးခြေဆက်ကောင်းမဆက်ရှိကိုပို့ဆောင်ခံခဲ့ရပြီးတော့မှယတခနယ်မြေရှိတန်းကိုပို့ဆောင်ခံရဖို့မေလကွေးမှာရေကုန်တန်းလေးခြေဆိုင်တက်ကိုရောက်ရှိခဲ့တာပဲဖြစ်ပါတယ်အဲဒီကနေတဆင့်တပြေးလာနိုင်ခဲ့တယ်လို့ကျွန်တော်နောက်ထပ်သိရတာပေါ့နော်ဆိုတော့ဒီလိုမျိုးဖန်ဆီးခံရတဲ့ကျွန်တော်စကွန်စီတတတဲ့တွေနဲ့ကျွန်တော်တော်လိုင်းရဲဘော်တွေကနေပြီးတော့မှအမြဲလက်ကမ်းချိုးဆုံနေကြတာမို့လို့ကျွန်တော်ဒီနီးဆက်ရပေါ့နော်တော်လိုင်းတဖို့ဝင်နေစီမှာအလေးမြန်ဆုံးခြေဆက်ပြီးတော့မှဘေပြောင်းကုလုံးချဖို့ကျွန်တော်ဒီနေ့ကနေထပ်ပြီးတော့မှဖေခေါ်လိုပါတယ် ဟုတ်ပြီကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျမကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့သူတို့ရဲ့ပေါ့နော်ဘဘကြီးဖြစ်တဲ့မြောက်လာရဆိုတော့မကြခင်မှာတော့လီဘီယာဆီယာနာရှင်ဟောင်းဂဒါဖီလိုပဲဘွားဇတိန်ရတော့မယ်စူပါမကူဆီယာနေပြီးတော့မှတေချာလေးရှင်းပြထားတာဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးတွေပြထားမလဲဆိုတော့ကျွန်တော်စချေးလိုက်ရအောင်နော်ဒီလက်ရပြည်သူတွေကအာနာရှင်ဂရာဖီကိုတကယ်ပြုတ်ကျနေတာဖြစ်တဲ့အတွက်သူတို့ကရရနေရကနေနိုးကြားတက်ကြွစာပါဝင်ဖို့အစင်းနဲ့ဖြစ်နေတယ်။အဲ့ဒါအဲ့ဒါအရေးကြီးဆုံးချက်ပဲ။ဘာဖြစ်လို့ဂရာဖီပြုတ်ကျသွားတာလဲ။ပြည်သူကလက်မခံလို့ပြည်သူကပါလို့ပြည်သူလုံလို့ အဲ့ဒီလူတွေအပြည့်သူတာမပါခဲ့ရင် gravity ဒီနေ့ချင်းရှိရှိဘူးအဲ့တော့ဘာဖြစ်လဲကိုနေ့ကပြောသူတချောပြန်အဲ့လိုစံနှံ့ပြဖို့ဒုတိယအချိန်၆လကြာမှာဒုတိယအချိန်ပြန်ပြဖို့လုပ်တဲ့အချိန်မှာအဲ့ဒီနော်ဒီပုံကံမှုကိုဒုတိယအချိန်ပြန်ပုံကံမှုကိုရှင်းပြတော့အခုဒီနေ့ကျွန်တော်တို့တိုင်းပြည်စကားပြောမှာဆိုဒီနေ့ပေါ့အဲဒီနေ့ခေါ်ဖို့အတွက်အဓိကဥဆောင်တဲ့သူကိုအစပြောက်ရောဘယ်ရောက်ရောက်ဒီဖန်ကတိပါလားနောက်လိုက်ဆုံးဆန်ကြည့်တော့လိုက်ဆုံးဆန်ကြည့်တော့ဖန်ကတိပါဆိုတော့အဲ့ဒီခေါင်းဆောင်နဲ့ချိန်ဆက်ထားသူကအကုန်ဖုံးနေပိတ်အခုခေတ်တော့ပေါ့အကုန်ကြောက်လန့်ကုန်ကြောက်အဲ့မှာအထဲကိုဖုံးခိုးတွင်းပြီးတော့ ဒီနိုင်ငံအကြီးအကဲတွေကပဲပြောလို့ရလူတွေအဲ့မှာဒီခေါင်းဆောင်နဲ့ချိတ်ဆက်ထားတဲ့လူတွေကိုပြန်ပြီးတော့တရင်ပလိုက်တော့အဲရှောင်းတဲ့လူကရှောင်းတဲ့လူကတိတ်လိုက်ပြီးတော့ပြေးသွားတယ်မကြာခင်ရက်ပိုင်းမှာပဲဒုတိယတစ်ချိန်အုံတော့မှုကြီးထပ်ဖြစ်တယ်ဒုတိယတစ်ချိန်အုံတော့မှုဖြစ်တဲ့အချိန်မှာခွင်းကပြောလုံကြုံတော့ပေါ့အုံးလိုက်ရောက်လာတယ်ဒီကနေ့မှအခုလိုရန်ကုန်ပြုတ်လို့ဟာမျိုးဆန်တော့ထွက်ပြတိပါလားချက်ချင်းရမကားနဲ့ဝေါ်နဲ့ရောက်လာပြီရောက်လာချိန်မှာဘာလုပ်လဲဒက်စီပလေးုံနဲ့ဘေးမှာရဟကာအကုန်ပြီးချုပ်ပြတာလုံကြုံတော့ပေါ့လေထင်တာသူတို့တိုက်ခိုက်လာမထင်တာအဲ့ဒီလူတွေထင်မှလည်းတနတ်တွေပါလားကားနေမိချိုးအချိန်မှာလုံလုံနေတဲ့ဖွဲ့တွေဘာလို့လောက်ကမှမသိတဲ့အချိန်မှာဝိုင်းပြီးတော့ချတယ်ပြစ်တယ် ြစ်တဲ့ချိန်မှာကာရဲလူကသေးတဲ့လူသေးတယ်ဒါပေမဲ့လူကလူတို့အုံတွားမှုကမရက်တော့ဘူးဘလောက်ပဲဖြစ်ဖြစ်ငါတို့ရှိမှတနက်ရှိပြီဆိုတဲ့ဒုတိယအကြိမ်အုံတွားမှုကအားဖြစ်နေတယ်ပေလဲပေရဲတဲ့လူတွေဖြစ်နေတယ်အခုကျွန်တော်တိုင်းပြည်မှာအဲ့လိုပေရဲတဲ့ပြည်သူတပုံကြီးမယုံရင်ဒီရင်းခေါ်ပြီးခမည်းတော်တမျိုးလုံးအုံနဲ့ထွက်လာကြည့်အသေးခံပြီးရေပေါ်ပြီးတက်ဒါနဲ့တက်ခုတ်ပဲပြည်သူတပုံကြီးဘာဖြစ်လဲဒီဘက်ထက်ကဒီနာကြီးရဲ့စိတ်တွေကပေဖို့ဟာမကြောက်တော့နော်အဲ့ဒါလိုလူမျိုးတွေတောင်ခုနကပြောလို့လုံချုံတက်ဖို့ဝင်နေတာစပ်ဖြစ်ခါစားမှာလုံချုံတက်ဖို့ဝင်နေအများကြီးကြည့်တယ်။ပြည်သူကမခံလို့ပြန်ချတဲ့အချိန်မှာသူတို့လည်း တောက်နံပြီးတော့ဥတို့ပြီအဲ့တော့ဂရာဗီရဲ့အာနာဥတို့တာအဲ့ဒီကနေစတာလုံလွေးတက်ဖွဲ့နေကစင်ကလေးဖြစ်ကုန်တယ်အဲ့ဒီကနေကစင်တစ်ဖြည်းဖြည်းနဲ့နော်နေလို့ဖွဲ့ကူညီမှုနဲ့နောက်ဆုံးပါဖြစ်တယ်ဂရာဗီယာ52နှစ်ကြာဒီလက်ပြားကိုချဲလဲဆိုးမိုးပြီးတော့ပြည်သူကိုဒုက္ခပေးတိုင်းပြည်ကိုချွတ်ချုံကြအောင်လုပ်ခဲ့တဲ့ဂရာဗီရဲ့စစ်အာနာရှင်စနစ်အမြင့်ပြတ်ခဲ့ရဒါပေမဲ့ဒါအာနာရှင်စနစ်အမြင့်ပြတ်သွားပြီနော်အလုံးတိတဲ့အတိုင်းပေါ့ဟိုနောက်ဆုံးအစ်စ်ကြံနေတယ်ဒါကြော်ဆိုးလို့ကောင်းမျိုးတွေအတွက်ဂရာဗီရှုံးနေပြီကြီးရတော့မယ်အဲ့ဒီချိန်မှာသူ့ရဲ့ lobby တွေကပါသာအာကျွန်တော် ။ခေါင်းဆောင်ကြီးကရာပီအလုံးလုံးတက်ဖွဲ့တယ်အစင်တဲ့ဘလုံးတော့ဟာတဲ့ဘလုံးထိန်းတာနဲ့တိုင်းပြည်တွေဘလုံးအားလုံးအင်းစင်ဖြစ်ကုန်ပြီပါ။အာဘောင်အာရင်တန်တန်နဲ့မြောက်မတီတို့မြမအတန်တို့မျိုးပေါ့နော်။တို့ရုပ်တန်းနေလွှင့်ကောင်းလုံးပဲ။နော်။နောက်ဆုံးကရာပီကကြောက်လန့်ပြီးတော့လုံးကြီးဒီမျိုးသောတက်ကိုဝင်လာတဲ့အချိန်မှာမျိုးသောတက်မှုကလည်းပြစ်ခတ်မှုမရှိဘဲနဲ့မျိုးကိုဖွင့်ပေးလိုက်တဲ့အချိန်မှာလုံးကြီးဒီပုံကန်နဲ့နော်လက်ရှိစစ်ကောင်စီဘက်ကကောင်တွေပြောရင်တော့တပုံနေပေါ့အေးတပုံနေကဝင်လာပြီးတော့နော် စော်တဲ့အချိန်မှာဂရာဗီကဘယ်ကိုပြေးလဲနောက်ဆုံးအချိန်မှာတဲကန်တန်းရတဲ့မှာသွေးအလိမ့်လိမ့်တန်အလိမ့်လိမ့်နဲ့42နှစ်ကြာတိုင်းကြီးကိုဒုက္ခပေးခဲ့တဲ့ဂရာဗီရဲ့နောက်ဆုံးထွက်တဲ့ဇတွေးထွေးတဲ့လူနဲ့ဆွဲတဲ့လူနဲ့တန်တုံးနဲ့ပြေးရတဲ့လူနဲ့ကြောက်ခဲနဲ့ထုတဲ့လူနဲ့နောက်ဆုံးမှာလုံလုံတီးစန္ဒပြဖွဲ့ကပြစ်တက်ပြီးတော့တင်းစုံနဲ့ပေးခဲ့ရတယ်ဂရာဗီရဲ့စသေးဒါပေမဲ့ကျွန်တော်တို့တိုင်းကြီးမှာလည်းအဲ့လိုမဖြစ်ဘူးလေဂရာဗီလိုဟာမျိုးနှစ်ပေါင်းများစွာအုပ်ချုပ်တယ်ဂရာဗီလိုပြည်သူမျိုးကျွန်တော်တို့တော့တနက်မရှိတာဘူးဂရာဗီလိုပြည်သူမျိုးစန္ဒပြဘွဲမှာကျွန်တော်တို့တော့မအောင်မအောင်မြင်သားဘူးအဲ့လိုကျွန်တော်တို့နောက်တော့ နော်အောင်မြင်မှုတွေမရထားတဲ့တိုင်းပြည်ကပြည်သူတွေတော်မှကျွန်တော်တို့ထက်အင်အားကြီးတဲ့ခေါင်းဆောင်ကိုချုပ်ချနိုင်ကျွန်တော်တို့လက်ရှိရထားတဲ့အနေအထား2021အာဏာသိမ်းတဲ့အချိန်မှာကျွန်တော်တို့လက်ထဲမှာကျွန်တော်များပြောလိုပါလောင်းတကြီးပဲရှိပါတယ်လက်တုံးချောင်းမထောင်ရတာဟုတ်တယ်နော်ကက်တနလေးရတဲ့ဟာအသေးအတန်ခုခံနေကြတာဟာခလေးတွေတော်လေးပေါ်လေးဖြစ်လိုက်တယ်ဒီကြားထဲမှာဟုတ်တယ်နော်အဲ့ဒီအနေအထားကနေကျွန်တော်တို့ဖဲအနေလိုက်ဖြစ်လာတယ်။အော်အဲ့နေရာမှာတခုပြန်မိခဲ့သေးတယ်ဒီဆန်နှပြတဲ့နေရာမှာဒုတိယကြိမ်ဆန်နှပြနေပူးပေါင်းတဲ့ခေါင်းဆောင်တွေထဲမှာ တို့ကျွန်တော်တို့နိုင်ငံနဲ့ပြောမှာဆိုတိုင်းသားခေါင်းဆောင်တွေပေါ့တို့လည်းသူ့နယ်တီတီအခေါင်းဆောင်တွေအကုန်လုံးပါဝင်ပူးပေါင်းပြီးတော့ဝိုင်းတိုက်ကြတာဒါတော့ဗောနော်ကိုစီကနေပြီးတော့မှဒီဂရာဖီကိုဖြုတ်ချခဲ့တဲ့လက်ပြပြည်သူတွေနဲ့တွန်လိုင်းတပ်ဖွဲ့ဝင်တွေအကြောင်းကိုကျွန်တော်တို့မြန်မာတွန်လိုင်းနဲ့နှိုင်းရှင်ပြီးတော့ပြောဆိုထားတာဖြစ်တယ်။အဓိကအနေနဲ့ကတော့ကျွန်တော်ခုချိန်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့တူမြေပြင်မှာဆွန်လက်မျိုးစာမျိုးစာဖြစ်ပြီးတော့မှတုံယုံနေပါဗောနော်ကျွန်တော်တို့ဘက်ကနေပြီးတော့မှရှင်းလင်းနိုင်ခဲ့တဲ့ပုံမှာတချို့ဒီစခွေဘုံမှာရုတ်ခွက်တွေကနေပြီးတော့မှ သူတို့ဘဘကြီးကနေပြမအနိုင်ရရှိနေတော့မဲဆိုတဲ့ပုံစံမျိုးတွေနဲ့ water fan ပြောဆိုနေတော့မဲဖြစ်ပြမတာကကျွန်တော်ပြမယ် sonography ကြာဆုံးချင်းပါနော်လမ်းစာတွေနဲ့တထထက်ကြနေတယ်ဆိုတော့လည်းကျွန်တော်တွေ့တာပဲဖြစ်ပါတယ်ဆိုတော့မြောက်လိုက်နေတဲ့တူရုရှားကူညီဘလော့ပဲရပ်ယူနေပါစေကျွန်တော်ခုဆိုရင်တော်လေးပူအောင်တဖို့ရဲ့ထုတ်ဆက်တွေကမကြခင်မှာတော့နေပြည်တော်ထိတောင်မှ မြောက်လဲနေတာမလို့ဒါကိုမြောက်လိုက်နေနေပေါ့နော်လုံအောင်တားဆီးနိုင်ဖို့မဖြစ်နိုင်တော့ဘူးဆိုတော့လဲစစ်ကောင်စီအောက်ခြေတပ်သားတွေကတော့တရှိနေတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအောက်ခြေတမိသားစုအနေနဲ့ဂျန်နက်စစ်ကောင်စီရဲ့အပြေအမြောက်လော်ဘီတိုက်နေနေကျွန်တော်တော်လင်းရဆုတဲ့နေပြမပြပြောင်းခလုံးချဖို့ကန့်လန့်နေတဲ့အချိန်မှာနားမထောင်ဘူးဆိုတော့ကျွန်တော်တို့ဘက်ကနေပြတော့မှမြောက်လိုက်နေဆရာနာရှင်လူတစုတွေကိုပူပေါင်းဖြိုချတဲ့နေရာမှာသူတို့လည်းပေါ့နော်တခါတည်းပြက်ရှင်းခံရမယ်ဆိုတဲ့အကြောင်းဒီနေ့ကနေထပ်ပြီးတော့မှတတိပေးပြောလို့ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုဆိုရင်ကျွန်တော်တို့ Can you နဲ့ Janet Tolan ရေးပူးပေါင်းတဖို့နဲ့နေပြီးတော့ကျွန်တော်တို့ necessity မြင့်တကြောမှာရှိတဲ့စစ်ကောင်စီစစ်ကားတွေကိုဘလိုနည်းတွေနဲ့တင်ပတ်နေလဲဆိုတာကို Can you ဘက်ကနေပြီးတော့ပြောကြားထားတဲ့အားလေကျွန်တော်စစ်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်နော်ဟုတ်ကဲ့ Can you အနေနဲ့ကပေါ့နော်ဒီ Nexus ကံဘယ်ဒီကတိုင်းနေဆိုတော့အားကတော့မမှန်ပါဘူးခင်ဗျအထူးဖြင့်အခု မေဂုံထဲမှာပါနေတဲ့တက်မှ၄နဲ့တက်မှ9ရဲ့တီနေရာနေထားကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်အဓိကကြနေတဲ့စစ်ကောင်စီရဲ့တက်စကန်တွေကနေဆက်မှာပဲများတာပေါ့နော်အဲ့ဒါကတော့တခုပေါ့အဲနောက်တစ်ခုကတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီစီရင်ဆိုင်ရာကျွန်တော်တို့ရည်မှန်ချက်ဖြစ်တဲ့ကျွန်တော်တို့ရဲ့ data အတွင်းစစ်ကောင်စီတက်စကန်အားလုံးကိုကျွန်တော်တို့ဟိုတိုက်ထုတ်ဖို့ပေါ့နော်အဲ့ဒါကအဓိက ရည်မှန်ချက်ဖြစ်ပါတယ်အဲဒီလိုမျိုးစည်းရည်ချင်းနေဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့ဟိုဘယ်ကဟာကရည်ကြည်တယ်လဲဘယ်ဟာကပိုလုံတဲ့တယ်လဲဆိုတာကိုကျွန်တော်တို့ပြောဆိုဖို့ကတော့ခက်ခဲပါလိမ့်မယ်ဥပမာအားဖြင့်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကဟိုတစ်ပင် တပင်ကိုခုတ်လှဲမယ်ဆိုရင်အဲတစ်ခါတည်းရမှာအကိုင်းတွေခြံပြီးမှခုတ်ရသလိုတစ်ခါတည်းရမှာလည်းပဲအကိုင်းတွေကိုခြံထားပြီးမှတပြိုင်နက်တည်းပင်စီကိုခုတ်လှဲရတဲ့ အနေထားမျိုးတွေရှိပါတယ်။အဲလိုလှုပ်ရတဲ့လှုပ်ရတဲ့ရည်ပဲချက်ကတော့ဟိုအခြေအနေအကြောင်းတရားပေါ်မှာမူတည်ပြီးတော့လှုပ်ဆောင်တာဖြစ်တဲ့ထုံနီး၎င်းပဲကျွန်တော်တို့စေစီမံချက်ကအဲဒီပုံစံပဲလို့ကျွန်တော်တို့ပြောချင်ပါတယ်။အဲနောက်ထပ်အနေနဲ့ကတော့ကျွန်တော်တို့ရှေ့ဆက်လောက်ရမယ့်အလုပ်တွေကလည်းပဲတဖြည်းဖြည်းနဲ့အရွေတွေဖြစ်လာမှာတော့ကျွန်တော်တို့ပြောလို့ရပါတယ် ကဒီမှာပေါ့နော်ကျွန်တော်ကန်ယူပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ပရိုဆော့ကလဲဆေးကနေပြီးတော့မှသူတို့အနေနဲ့စစ်ကောင် CSS ကားတွေကိုအခုဆိုနေဆက်စီးမြင်တကြောမှာရှိတဲ့ဟာတွေအားလုံးအကုန်လုံးသိမ့်ပိုက်သွားမယ်ဆိုပြီးတော့မှပြောဆိုထားဖြစ်တယ်အခုကတော့ကျွန်တော်နေနေ့ရက်တိုင်းလို့လို့စကမ်းတစ်ခုပြီးတစ်ခုရရှိနေတာဖြစ်ပြီးတော့မှစစ်ဝေးတတိုင်းအနေနဲ့ကတော့ကျွန်တော်ထိုင်းဘက်ကိုပေါ့နော်သူပြမှုတွေလည်းများစွာကြားနေရတာဖြစ်တယ်ဒါကိုကျွန်တော်ဘက်ကနေပြီးတော့မှ ဖိုင်ဝဲထုတ်ပြီးတော့မှစုကြေးတွေလည်းတတ်မှတ်ထားတာမို့လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခုခရေကျွန်တော်တို့ဘက်ကလင်းမြန်ဆုံးကူးပြောင်းခလုံးတင်နေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီဖာတီတွေရဲ့နှိုးထလာမှုနဲ့သူကျန်တဲ့ပေါ့နော်တော်လိုင်းပုံအောင်တပ်ဖွဲ့ဝင်တွေပြီးမှနေရာတိတိကနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ကိုတွန်းလှန်နေတာမို့လို့မကြခင်မှာတော့မြို့ပပြည်သူတွေချချင်းနေတဲ့တော်လိုင်းလိုင်းလုံးအွေကြီးဆိုတာတော့တေချပေါက်ဖြစ်လာတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ ခုဆိုရင်စစ်ကောင်စီအရာရှိတွေနဲ့ပူးပေါင်းပြီးတော့မှအောက်ချင်းငယ်သားတွေကိုအနိုင်ကျင့်ပြီးကောင်းစားနေတဲ့နေထင်းရဲအကြောင်းကိုတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ရဲတပ်ဖွဲ့တွေကစကားသက်အစီအစဉ်အနေနဲ့ရဲတပ်ဖွဲ့ဝင်တဦးရဲ့ဇနီးရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျမကကြပရောင်းမျိုးမရဲစခန်းကရဲတယောက်ရဲ့အမျိုးသမီးပါကြပရောင်းစခန်းကိုရောက်တာ၃နှစ်ရှိပါပြီကြပရောင်းမျိုးမရဲစခန်းကဒုတက်ချက်တဦးဖြစ်တဲ့အောင်မင်္ဂလာနေတဲ့စန်းထိပ်အောင်ဟာ ရဲမျိုးနယ်မှုရဲ့ကားမောင်းသူတဦးဖြစ်ပါတယ်။သူဟာကြောင်ပရောင်းမျိုးမရဲစခန်းကိုရောက်နေတာဆယ်နှစ်မကကြာပြီဖြစ်ပါတယ်။တခြားနေရာမသွားရအောင်လေလူကြီးမိမတွေနဲ့ပူပေါင်းပြီးပတ်ဆံချပေးနေတာဖြစ်ပါတယ်။လူကြီးမိမတွေအောက်ကရဲဘော်တွေကိုလည်းအမြဲဆဲဆိုနေပါတယ်။အထက်အရာရှိတွေကလည်းသူစကားဆိုဘာပြုတ်ပြုတ်အမြဲယုံကြပါတယ်။သူအပြောင်းပါတိုင်းသူပြောင်းရမယ့်နေရာကိုတခြားရဲဘော်တွေကအစားထိုးသွားရပါတယ်။အထက်အရာရှိတွေကသူ့ကိုရက်ွက်တွေမှာ ရေနံကားတစ်ကားမြွေစည်းဝါးတွေရောင်းချသူတွေနဲ့ပူပေါင်းပြီးစက်ကြီးယူဖို့လုပ်ပိုင်ခွင့်ပေးထားပါတယ်အထက်အရာရှိတွေကိုမျက်နှာตาရအောင်လှုပ်ကြွေးနေသူဖြစ်ပါတယ်သူကတော့အမြင်မျက်နှာตาရပြီးတခြားရဲဘော်တွေကတော့အမြဲတမ်းအနှင်ခံနေရပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာရဲတပ်ဖွဲ့တွေနဲ့ရဲမိသားစုဝင်ရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရဲတပ်ဖွဲ့ဝင်အရာရှိစစ်တီတွေ အင်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဆရာဒီလိုမျိုးပါနော်စစ်ကောင်စီနဲ့ထင်းရဲရဆိုတော့ သူရဲ့အုပ်ချုပ်တပ်သားတွေပေါ်မှာဖိနှိပ်ပြီးတော့မှစစ်ကောင်စီရရှိတွေရဲ့ဇနီးမယားတွေနဲ့ပူးပေါင်းပြီးတော့မှအနိုင်ကျင့်ဖို့ချင်တယ်လို့ကျွန်တော်ကြွရသိရတာဖြစ်တယ်နောက်တစ်ခုကကျတော့တရားမဝင်ဒီကိုကျိုးစစ်ဘော်တွေရှာပြီးတော့မှအခုဆိုလဲသူကနေပြီးတော့မှနည်းမြေပျော်ရွှင်ခွင့်ကြရတာတော့မှပေါ့နော်အုပ်ချုပ်တပ်သားတွေထိုးချွေးပြီးတော့မှလှုပ်ဆောင်နေတာကိုချီးချမ်းဖြစ်ဒီလိုမျိုးစစ်ကောင်စီရရှိတွေနဲ့ ကိုတက်ကဒီစီနီယာတွေဆိုတော့တော်တော်လေးမယိုင်အောက်တန်းချလိုရတွေကိုဆက်လက်ပြီးတော့မှကျူးလွန်နေတယ်ဆိုတော့လည်းကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။ခွဲခြားဆက်ဆံမှုပြည့်နေဟုဆိုရင် Standard Army ကတော့သူတို့ရဲ့ကြာဆုံးခါနေဝင်ကြုံလားကျွန်တော်တို့တဖြည်းဖြည်းမြင်လာရတာမို့လို့ဒီချိန်မှာမှကျွန်တော်တို့ပြည်သူပြည်သားတွေအားလုံးစီးလုံးညီညွတ်စာနဲ့ပေါ့နော်။တခါတည်းမြက်ဖြတ်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓသာသနာကိုဖြစ်စီနေတဲ့အုပ်စုတွေကဘယ်သူတွေလဲဆိုတာကိုမင်းမွေထားတဲ့ဆရာတော်ဖျားတို့ရဲ့ဗီဒီယိုလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် ကိုကအမျိုးဘာသာတန်တာတို့အော်နေတဲ့ဘုန်းကြီးတွေကဒီတန်တာတို့တို့မသိဘူးလားဆိုတော့တိတိနဲ့ပြောမှဆိုရင်ဘသူတွေဖြတ်နေလားဆိုရင်ဦးစင်ရတော်ကတခါတော့ပို့ရေးလိုက်ပါတယ်တန်တာဖြတ်တာတပြည့်လူတွေဖြတ်တာမဟုတ်ဘူးလို့ဘုန်းကြီးတွေကိုယ်တိုင်ဖြတ်တာလို့ဟုတ်တယ်ဦးစင်တို့ဖရားလည်းအားလည်းပြောတာငါတန်တာကိုလူလည်းဖြတ်မရဘူးနတ်လည်းဖြတ်မရဘူးဓမ္မလည်းဖြတ်မရဘူးငါတန်တာအတွင်းနေကဘုန်းကြီးတွေပြက်လို့ရှင်ပြက်တယ်ဆိုတော့အားရမဦးစင်တို့ကဒီတိုင်းမြေလက်ရှိဦးစင်တို့တန်တာဖြတ်နေတာနံပါတ်1တက်ကဘုန်းကြီးတွေပဲနော်ဝေဖန်ရမယ်ပိုက်ချရမယ်အဲ့တော့ဦးစင်တို့ကကောင်းဒုက္ခံလိမ့်မယ်ဟေးဆိုတော့ဦးစင်တို့ပြောပါဦး ယနေ့မင်းအောင်နိုင်မကောင်းတာဟာသူမကောင်းသူခံလားသူ့ကိုမိပြီးတော့ဥစဉ်တို့တန်နိုင်ကုန်ဘာဖြစ်ကုန်ကြအကုန်လုံးဒုက္ခရောက်ပါတယ်အကုန်လုံးဒုက္ခရောက်ကုန်ကြတာတင်ပါဗျာဥစဉ်တို့ကလစ်လို့ရှူပြီးနေရင်နေရင်နဲ့ခုနပြောခဲ့တဲ့ virus ပိုးတွေကဘာဖြစ်လားပွားလာတယ်ဗျာပွားလာတာကြီးလာကြီးလာရင်သူ့ရဲ့တံကိုခံရတာတင်ပါဗျာဒါကြောင့်မလို့ covid-19 တုန်းကဥစဉ်တို့ကယောဂပိုးဖြစ်တဲ့လူဘာလို့ရလဲအာစိတ်ထားတယ်အဲတီချာခွဲထားရတယ်သူ့ရဲ့ယောဂပိုးကြီးကူးမှန်ဆိုလို့ကူးမှန်ဟုတ်တယ်မဟုတ်လားတင်ပါ ်သူမကောက်ဒုက္ခလိမ့်မယ်ဆိုရင်လွတ်ထိုင်းရင်အဲ့ဒီပိုးတွေအကုန်လုံးဥစဉ်တို့ပြန်လာမှာပေါ့တဏ္ဍာရီလုံးပြန်လာမှာဟုတ်တယ်မလားတမဒါကြောင့်မလို့ဗုဒ္ဓဟာအဲ့ဒီမကောင်းတဲ့စိတ်တွေမကောင်းတဲ့ဥစ္စာတွေကိုပြန်မှာဆိုလို့ဘာလုပ်တာလဲအင်အားရှိတော်မှာဆိုလို့အတ္တိဝနာစဘာလနံဆိုတာမထက်တာဘူးလားထက်လာပါတယ်ဗျာအဲ့တော့အတ္တိဝနာစဘာလနံဟေ့ဆိုတာခိုးနေတာလေးတခုလေးတွားကြည့်လို့မရဘူးလေခုံကြီးကိုယ်တိုင်လည်းပဲဘာလနံမဖြစ်ဘူးလားဖြစ်တယ်ဗျာဖြစ်တာပေါ့ဒါကြောင့်မလို့အဇာတတက်ကိုမြောက်ပေးတဲ့ဒေဝရဟာခုံကြီးလားလူလားခုံကြီးပါဗျာခုံကြီးပဲလူတိုင်းပြည်ရေးတွေဝင်ရှုပ်ပြီးဟုတ်တယ်မလားဟုတ်ပါဗျာဖခင်ဘရင်ကိုတော့တတ်ခိုင်းတာပဲ ကဲဒါတော့ဗောနာကျွန်တော်ဆရာတို့ဖရားတွေရဲ့မင်ကြားထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒါကိုကြည့်ချင်ဖြစ်ပထမဆုံးပြင်မြင်တဲ့လူပါဗောနာမပါတာအုပ်စုတွေထဲကအခုတလုံးမှာတော်တော်လေးကို PDF တွေကိုစင်ခေါ်ပြောဆိုနေတဲ့ပေါ့ဂရုံးပဲဖြစ်ဖြစ်မှာဒီကောင်မှာဆိုတော့ကျွန်တော်မန္တလေးမြို့ပေါ်နဲ့တခြားဒီမန္တလေးတိုင်းထဲမှာရှိတဲ့နေရာတော်တော်များများမှာတွေ့ဆုပြီးတော့မှ ဒီခိုးဆိုးလို့ရမှုတွေကိုဥဆောင်ပြီးတော့မှလွတ်ဆောင်နေတယ်ဆိုတော့လည်းကျွန်တော်ကြက်တည်တာဖြစ်တယ်။နောက်တစ်ခုအနေနဲ့ကျတော့ဒီမဘာသာဥဆုတွေကနေပြီးတော့ပဲလူမျိုးရေးဘာသာရေးတွေနဲ့မိုင်းတိုက်ပြီးတော့မှကျတော့သူတို့ဆက်ရှင်ထားတဲ့နေရာတွေမှာတိုင်းသားချင်းချင်းပြန်ပြီးတော့မှပေါ့နော်။ပြိပခါတွေဖြစ်ပေါ်အောင်စူးစမ်းပြီးတော့မှလွတ်ဆောင်နေတာကိုလည်းတွေ့ရပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့သာသနာညင်ရောအောင်လွတ်ဆောင်နေတဲ့ဥဆုတွေကတော့မဘာသာအနွယ်ဝင်တွေမျိုးညစ်တွေဖြစ်တယ်ဆိုတော့လည်းကျတော့အလုံးသိရှိထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့အမှန်တရားပြတော့သားဦးလေးကနေပြီးတော့မှတေယောဩဇာခံ နိုင်ငံရေးပါတီတချို့ပေါ့နော်ထွက်ပေါ်လာနိုင်တယ်ဆိုတဲ့အကြောင်းသွားနေပြီးတော့မှပြောကြားထားလိုက်ရလေကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီတပွဲလာကျွန်တော်တို့ရှုံးရင်ဒီလိုနိုင်ငံကအထောက်အကူပေးထားတယ်တရုတ်လက်အောက်ခံမြန်မာနိုင်ငံနေစီပါတီတဲ့ကိုပြည်တွင်းနိုင်ငံရေးပါတီပေါ်လာလိမ့်မယ်တရုတ်လက်အောက်ခံပါတီလို့ပြောလေပြည်တွင်းနိုင်ငံသမားတွေခြောက်နေတဲ့လူတွေအများကြီးရှိတယ်တရုတ်ဩဇာနဲ့သူကကြက်ကန်ဖူဖူရေးပါတီကိုရှင်ပြိုင်ပြီးမြန်မာနိုင်ငံရေးမှာကြက်ကန်ဖူဖူနဲ့သူတို့နဲ့တယောက်ကလေးအုပ်ချုပ်မှာအဲ့ဒီကိုအသေးစားလိုက်ပါ အပိချက်စီပါလိမ့်မယ်။မင်းစီပါတီကိုတိဆောက်ခဲ့တာ NLD ကအသိဉာဏ်လို့တာ။တို့မဟုတ်ရင် NLD ကိုနှင်းစီပါတီနဲ့စားထိုးမှာ။အဲ့တော့နှင်းစီပါတီကဲ့သို့တရုတ်လောက်အောက်ကနိုင်ငံရေးပါတီတို့ဖန်ကိုဖန်ပြီးမှာ။အဲ့တော့အခုမရောက်လိုက်လို့ဘုံကျဲနေတွေကလည်းပတ်လို့အဲ့ဒီစစ်စစ်သားတွေကိုပါပြောချင်တာစစ်ပုတ်ကျုပ်တွေကိုပါကျွန်တော်ကပြောချင်တာ။ခမရတို့ရဲ့မျိုးရိုးတွေခမရတို့ရဲ့မြေးတွေမြစ်တွေအားလုံးရုပ်ကြော်ဖြစ်မှာ။ခင်ဗျားတို့ရဲ့မြင်းပြစ်တွေအားလုံးမြန်မာနိုင်ငံမှာတရောင်းစားနိုင်ငံဖြစ်မှာ။ ခင်ဗျားတို့ရဲ့မိမြစ်တွေအားလုံးအာဖရိကနိုင်ငံကဲ့သို့မျက်ပြတ်တဲ့နိုင်ငံဖြစ်သွားပါဦးခင်ဗျားတို့ဘူချုပ်ဖြစ်ပေမဲ့ခင်ဗျားတို့မိမြစ်တွေလက်ထက်မှာဘူချုပ်ဖြစ်နေမှာဖြစ်ပါလေပြည်ုပ်ကဘာလို့မထင်လဲဘူချုပ်တွေပြည်ုပ်ချုပ်ပါမဟုတ်ဘူးသူဖန်တီးထားတဲ့နှင်းစီပါတီလိုနိုင်ငံရေးပါတီနဲ့ထိမ့်ပါတယ်ဦးကတရုတ်ရဲ့မဟာစီမံကိန်းဒီမြန်မာနိုင်ငံကိုနိုင်ငံရေးလမ်းကြောင်းပေါ်ပြန်ပို့မယ်ကဘာနဲ့အစီအပြောင်းလုပ်မယ်ဒါပေမဲ့အဲ့ဒီပါပြန်ပို့မယ်နိုင်ငံရေးပါတီဒီပြည်ုပ်ဩဇာခံကွန်မြူနတီပါတီဩဇာခံအယောင်ပြပူတင်လုပ်တယ်လို့အယောင်ပြနိုင်ငံရေးစနစ်တကူကိုတည်ဆောက်ပါအဲ့တော့ အမေရိကန်အနောက်နိုင်ငံကိုလူသားသောဒီမိုကရေစီကိုလူလာသောပါတီတွေအကုန်လုံးကိုနှီးမိုးစုံနဲ့ရှင်းပါအဲ့တော့ခင်ဗျားတို့ဒီစစ်ဘုံချုပ်ကြီးတွေကိုပြောချင်တာခင်ဗျားတို့နောက်နှစ်တရာကိုမျက်စိနဲ့မြင်အောင်ကြည့်လိုက်လူကြီးမင်းတို့နောက်နှစ်တရာနောက်နှစ်တရာမှာဒီဆရာနာရှင်မပြုတ်ရင်လူကြီးမင်းတို့ရဲ့သားသမီးမိမိတွေဘုံချုပ်ဖြစ်လို့မရတော့ဘူးနော်အကုန်လုံးနိုင်ငံသမားတွေကိုအောက်စီမှာဘယ်သူအဲ့ဒီနိုင်ငံသမားတွေအားလုံးဒီတရုတ် background ဖြစ်တာတဲ့နိုင်ငံသမားတွေ တရုတ်နိုင်ငံကြီးမြန်မာနိုင်ငံကိုတဖြည်းဖြည်းဝင်လာပြီးဝင်လာပြီးဝင်လာလေကျွန်တော်တို့တို့ကလည်းအကန့်လေအဲ့တော့သူ့ရဲ့အကျိုးစီးပွားရှိလို့အကျိုးစီးပွားရှိလို့ဆိုပြီးတော့အကြောင်းပြချက်တွေနဲ့တရုတ်စစ်တပ်တွေရောက်လာလိမ့်မယ်။ဘာမို့လဲတရုတ်ရဲတွေရောက်လာလိမ့်မယ်။တရုတ်ရဲ့လုပ်ငန်းရှင်တွေရောက်လာလိမ့်မယ်။တရုတ်အလုပ်သမားတွေရောက်လာလိမ့်မယ်။ပြီးတော့အဲ့ဒီတရုတ်တရုတ်ကိုထောက်ခံသောပြည်တွင်းပြည်မဗမာနိုင်ငံရေးပါတီတွေပေါ်လာလိမ့်မယ်။အဲ့ဒီအဲ့လိုမျိုးတရုတ်ဩဇာကံနဲ့နိုင်ငံရေးပါတီလုပ်ချင်တဲ့ပြည်မနိုင်ငံရေးသမားတွေလည်းချောင်းနေတဲ့လူအများကြီးဘာလို့တို့ကတက်ပြီးကောင်းဆောင်ဖြစ်မှာဘူး။ဖြစ်စင်တာက တရုတ်ပြည်မြန်မာနိုင်ငံကိုအတူရောင်ဒီမိုကရေစီနဲ့တရုတ်ဩဇာကိုလိုနီနိုင်ငံဖြစ်အောင်ရည်ရွယ်ချက်ကြီးကြီးနဲ့လုပ်နေပြီအဲ့တော့အဖြစ်ကအလုံးအမတန်ရှင်းနေတဲ့ကိစ္စကြီးအဲ့တော့ဒီစစ်အာဏာရှင်ကိုကျွန်တော်တို့အပြတ်မတိုက်ထုတ်နိုင်ဘဲနဲ့တရုတ်ကိုကျွန်တော်တို့ခွာခွာမဆက်ဆံနိုင်ဘူးဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကြီးမျိုးတုံးပြီလူမျိုးတုံးဖြစ်ပြီနောက်အနှစ်တရာကိုမြင်ကြည့်လိုက်နောက်အနှစ်နေရာကိုမြင်ကြည့်အဲ့ဒီအချိန်မှာအဲ့ဒီလူမျိုးတွေဘာပြောမယ်သိလားဘာလို့မြန်မာနိုင်ငံကိုလွန်ခဲ့တဲ့အနှစ်နေရာတွေကရောက်နေတာ မဘာမှငင်းလို့မရတော့အခုမှတ်ပုံတွေမရှိတဲ့လူတွေပေါ့အခုတရုတ်နိုင်ငံနေမှတ်ပုံတွေမရှိပဲနေနေတယ်သူတို့တွေပြောတယ်တရုတ်စကားပြောတယ်နောက်နှစ်နေရာကျရင်သူတို့ပြောတော့မလို့ငါတို့ဖိုးဘွားကလွန်ခဲ့တဲ့နှစ်နေရာတည်းမြန်မာနိုင်ငံမှာရှိနေတာငါတို့ဒီမြန်မာနိုင်ငံတိုင်းရင်းသားသိပြီမလားဟဲ့ဘာနဲ့ရှင်းမလဲဘာနဲ့ရှင်းမလဲပြောဘာနဲ့ရှင်းမလဲလူချင်းမင်းတို့ကျွန်တော်ခင်ဗျားတို့လှုပ်ဝဲချက်တစ်ခုပြောလိုက်မယ်သိလားအဲ့လိုပြောရင်ကျွန်တော်ဟိုဘက်ရခိုင်အုပ်စုတွေစိတ်ဆိုးနေတယ် အဲ့ဒီရခိုင်ရအုပ်စုတွေဘာသာကြီးနဲ့မျှတာလဲခင်ဗျာတိုင်းပြည်တို့လာပို့မကန်ဘူးတို့ဘာသာကြီးနဲ့မှမျောနေပါတရုတ်ကဘာသာကြီးနဲ့မျှမရဘူးနော်တရုတ်ဒီကွန်မြူနီဘာသာမရှိဘူးဒါတော့ပေါ့နော်ကျွန်တော်ဆရာကနေပြတော့မှကျွန်내ပတ်သက်ပြတော့မှကျွန်တော်မြန်မာပြည်မှာခုဆိုရင်ဒီအတိယဩဇာခိုင်နိုင်ငံရေးပါတီတွေလည်းညစွာထွက်ပေါ်လာနိုင်တယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ် ကျတော့ဒီလိုမျိုးပေါ့နော်ဒီမိုကရေစီလိုလားတဲ့နိုင်ငံရဲ့ပါတီတွေရှင်းထုတ်ပြီးတော့မှစစ်ကောင်စီအနေနဲ့တရုတ်ဘုံကျွန်ဖြစ်တော့မယ်ဆိုပြီးတော့မှတော့မှစစ်ကောင်စီအရာရှိတွေဗိုလ်ချုပ်တွေတော့မြန်မာမှာတတိပီပြောကြားထားတာပဲဖြစ်ပါတယ်အခုဆိုရင်လည်းတရုတ်နိုင်ငံရဲ့လုံခြုံရေးကုမ္ပဏီတွေပြီးတော့မှစီးပွားလုပ်ငန်းတွေရာဆိုတော့ဒုနယ်ဒေးတဖြည်းဖြည်းဝင်ရောက်လာတာဖြစ်ပြီးတော့မှဒါကိုကျတော့ဘက်ကနေပြီးတော့မှအချိန်မီဟန်တားနိုင်မှုမရှိဘူးဆိုတော့ပေါ့နော်ဒီတဲ့ပုံပြမဆွဲဖို့ပဲရှိတာဖြစ်ပါတယ်ဒီကြားထဲမှာမြောက်နိုင်ငံတွေပြီးတော့မှတို့အာနာတီမြနိုင်ဖို့ဆိုပြီးတော့မှ တတိုင်းပြည်လုံးကိုတရုတ်နဲ့ရုရှားလက်ထက်ကိုပြေဖို့လုပ်နေတဲ့အချိန်မှာပဲဒီလိုမျိုးကျတို့တွေးကြည့်လိုက်တဲ့အခါကျတော့တော်တော်လေးကိုယဉ်လေးစရာခေါင်းနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျတို့ပြည်သူတွေနဲ့တော်လိုက်တဖို့ဝင်တဲ့အားလုံးစူပေါင်းရင်ညာစွာနဲ့ပေါ့နော်စစ်ကောင်စီကိုအမြန်ဆုံးဖြိုချဖို့လိုအပ်နေတာဖြစ်တော့မှကျွန်တော်တို့အနေနဲ့ဖစ်ဆီယာနာရှင်စနစ်ကိုဖြိုချဖိတာနဲ့ကိုသေးစုဖို့ချောင်းမြောင်းနေတဲ့တရုတ်နိုင်ငံကိုပြန်ပြီးတော့မှပညာပေးရမယ်ဆိုတဲ့ကြောင့်လည်းကျတို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ကျတို့ပြည်သူတွေဒီလိုမျိုးပေါ့နော်တရုတ်နိုင်ငံအပြင်ကျန်တဲ့အိန္ဒိယနိုင်ငံတွေကနေပြီးတော့မှဝင်ဝင်ဖက်ချင်တာတွေပြီးတော့မှ ဒီနိုင်ချဆစ်ဆန္ဒတွေကိုမခံချင်ဘူးဆိုတော့အခုကတည်းကတော်လိုင်းရကိုနဲ့မဆိုင်ဘူးဆိုပြီးတော့မနေတင်တော့ဘန်နဲ့ဒီတော်လိုင်းမှာထက်ထက်ဝင်ပူပေါင်းပေါင်းကြပါဆိုလို့ပြောရနေကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသက်ချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးစိတ်ချမ်းသာကိုကြမ္မာချင်တဲ့ပြည့်စုံပြီးတော့မှတာရဲချင်တဲ့ညချင်တဲ့ပတ်စံကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်